ရှိဘူးထင်နေတာဟိုခရိယံကပဲတချို့ကကောင်းလို့ထင်တာတချို့ဆိုရင်ဟာဘုဒ္ဓဘာသာကဘာမှတာဝန်မယူဘူးခရိယံဆိုလို့ရှိရင်သူဘုရားသခင်ကအကုန်တာဝန်ယူပေးတယ်ခရိယံကဘုကောင်းနေလို့တချို့ကထင်တာလေမဟုတ်ဘူးဘုဒ္ဓကလေးလိုက်ပေးထားပြီးသားဖြစ်ပါတယ်ဘုဒ္ဓကဒီလို ဘိုင်နေနဲ့ငါတာဝန်ယူပါတယ်လို့မပြောတာပဲရှိတာနီးလန်းပေးထားတယ်အကုသိုလ်တွေကိုဘယ်လိုလုပ်မလဲဆိုရင်ကုသိုလ်တရားနဲ့ပြန်ဖြေဖြောင်းမယ်ပေါ့နော်အဲ့တော့သီလတွေထိမ့်မယ်ကုသိုလ်တွေများများလုပ်မယ်တရားတွေအားထုတ်မယ်ဆိုရင်ကိုမတိလို့ဖြစ်စေတိလို့ဖြစ်စေလုပ်ခဲ့တဲ့အကုသိုလ်တွေကိုလက်အကျိုးပေးခွင့်မရတော့ဘူးပေါ့နော်ရှိူထင်းနေတာဟိုခရိယံကပဲတချို့ကကောင်းလို့ထင်းတာတချို့ဆိုရင်ဟာဘုဒ္ဓဘာသာကဘာမှတာဝန်မယူဘူးခရိယံဆိုလို့ရှိရင်သူဘုရားသခင်ကအကုန်တာဝန်ယူပေးတယ်ခရိယံကဘုကောင်းနေလို့တချို့ကထင်တာလေမဟုတ်ဘူးဘုရားကနေလိုက်ပေးထားပြီးသားဖြစ်ပါတယ် ဘုရားကဒီလိုဘိုင်နေနဲ့ငါတာဝန်ယူပါတယ်လို့မပြောတာပဲရှိတာနီးလန်းပေးထားတယ်အကုသိုလ်တွေကိုဘယ်လိုလုပ်မလဲဆိုရင်ကုသိုလ်တရားနဲ့ပြန်ဖြေဖြောင်းမယ်ပေါ့နော်အဲ့တော့သီလတွေထိမ့်မယ်ကုသိုလ်တွေကများလုပ်မယ်တရားတွေအားထုတ်မယ်ဆိုရင်ကိုမတိလို့ဖြစ်စေတိလို့ဖြစ်စေလုပ်ခဲ့တဲ့အကုသိုလ်တွေကိုအကျိုးပေးခွင့်မရတော့ဘူးပေါ့နော်ဟုတ်အဲ့ဒါသူရတယ်လေသူတို့ကသူတို့ဘာသာကိုကိုယ်ခွေတဲ့ပုံကမာကတ်တင်မှာဟိုကိုယ်ခွေရင်မကတ်တင်ဘူးလို့ပြောတယ်လေအဲ့လိုပြောတယ်အဲ့ဒါသူကရုဏာတရားမေတ္တာတရားကဘယ်လိုကြီးတော့ဘူးပေါ့ ဘုရားပြစ်ဆောင်ဘုရားဆိုလို့ရှိရင်သူ့ကိုလှုပ်ကြိုင်တဲ့ဒေဝတက်ကိုတော့မှမေတ္တာထားနိုင်တယ်လေဆိုတော့ဘုရားမှန်ရင်မေတ္တာတရားဟာမတ္တာမပြောချင်တာနော်ဘုရားဘုရားဆိုရင်ဒါမေတ္တာမြတ်တာလေပါတော်ရာဟုလာပေါ်မှာထားတဲ့မေတ္တာနဲ့ဇေဇမာနတို့ဒေဝတက်တို့ပေါ်ထားတဲ့မေတ္တာအတူတူပဲပြောတာဟုတ်အာဒီငါလှုပ်ကြိုင်တဲ့ဒေဝတက်မထားနိုင်ဘူးဘုရားမရှိပါဘူးအာတားတော်မို့လို့ပို့ထားမယ်မရှိပါဘူးတန်းသူပဲအဲ့တော့အခုသူတို့ပြောတဲ့ဘုရားသခင်ကြတော့သူတို့ကိုကိုယ်ကလေးသူကိုမှကက်တင်မှာကိုကိုယ်ကိုယ်ကလေးကိုပြစ်ထားမှာသူကငါမကိုယ်ကလေးကိုသွားစီထားလိုက်တာ ဆိုတော့ဘလို့မေတ္တာတရားကြီးလဲပေါ့နော်အဲ့တော့ဘုရားသခင်ငဲ့မေတ္တာတရားဟာအများတောက်ဘောနော်ဟုတ်အဲ့ဒါဆရာကြီးကပြောနေလာအာလူတွေစဉ်းစားမပြတာနော်အဲ့မဲ့လောကကြီးကမန္တန်ရဲ့ပတ်သက်လာရင်သိမစဉ်းစားတတ်ဘူးနော်စဉ်းစားလူတွေတော်တော်အားနေတယ်အခြားတဲ့ကိစ္စတွေမှာသာတော်ရင်တော်ရမယ်ထမြင်ထမြင်ကြမယ်မန္တန်ရဲ့ပတ်သက်လာရင်သိမစဉ်းစားကြဘူးဟိုချုံစောရကရိုးရကိုမကြုံနိုင်တာပြောတာ tradition နဲ့ပေါ့နော်ရှင်းဘိုးဘွားအစစ်စက်ကယုံကြည်မှုတစ်ခုကို မကြုံလုံးနိုင်ဘူးအဲ့ဒီကိုဘောင်ကြုံကြီးမတွေးနိုင်ဘူးဟဲ့လားအဲ့လိုတွေးလိုက်ရင်ဝေရဲကြီးတို့လိုဘာလို့ပေါ့နော်အဲ့လိုမျိုးအတွေးတွေဖြစ်နေတာလေဘောင်ကြော်ပြီးမတွေးတက်ဘူးပေါ့နော်အဲ့ဆန်းနေရာတွေမှာသာစမ်းသပ်မှုတွေသူ့ရဲ့သနာတွေရှာဖွေမှုတွေလုပ်ကြတယ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့လုံးကြအောင်မတွေးကြအောင်နော်အဲ့လိုမျိုးဖြစ်နေတာပေါ့ဒါကြောင့်လေလောကကြီးမှာဗုဒ္ဓဘာသာအင်အားနည်းတယ်လေနော် အဲဒီချိုးအဲဒီဟိုတခါတော့အိန္ဒိယသူ့ပြည်ညာချင်းကတယောက်အဲ့လားပြောတာပေါ့ချင်းမရဗုဒ္ဓဘာသာကတကယ်မှန်တယ်ဆိုရင်တကယ်ကဘာလို့ကကိုယ်ကရမှာပေါ့ तू အဲ့လဲတဲ့လို့ပြောတာတဲ့လားဘာလို့ဗုဒ္ဓဘာသာမကိုယ်ကွယ်တယ်လဲအဲဒါမှန်လို့ပေါ့ तू तू တက်လား तू ဟိုမှာသာဝရဘုရားသခင်ကမှန်လို့ပေါ့ကွယ်ကူကလည်းများတယ်လေ तू အဲများတာကိုမှန်တယ်လို့တာတဲ့ तू ဟုတ်ဘူးလို့အဲကဲနေကြလို့ကိုညံပြည့်စီကဲနေတာလို့ပြောရတာအမှန်တရားကိုမမြင်နိုင်တဲ့ခါကျတော့ ဟိုကိုယ်ကသူကများသွားတာသဘောပေါ့ကော။အဲကြောင့်ဆိုရာကများတိုင်းမှန်တာမဟုတ်ဘူးနော်လို့သူပြောပြရတာသူ။သူကအဲ့လိုမျိုးကောက်ချက်ချတာပဲသူက။ဟိုတော့မှသာတကယ်မှန်တကယ်ဘာလို့ကိုယ်ကရမှာပေါ့တဲ့။အဲတော့ဥပကထာဝရဘုရားသခင်ကမှန်လို့ထာဝရဘုရားသခင်ကိုယ်ကရတဲ့ဘုကများနေတာပေါ့တဲ့သူအဲ့လိုပြောတာပေါ့။အဲ့လိုမျိုးပြောလို့မရမလဲလို့ပြောရတယ်နော်။ဒါသိပ္ပံပညာရှင်တွေရုံနေတာ။သိပ္ပံပညာရှင်တောင်မှအဲ့လိုမျိုးတွေးတာသူကလား။ရှားနေရမှာသူတော်ပြီမဲ့ဘာသာရေးနဲ့ပတ်သက်လာရင်သူကမတွေးနိုင်တော့ဘူး။အဲ့လိုမျိုးဖြစ်တာပေါ့နော်။ ခုနကလူတွေကဘာသာရေးနဲ့ပတ်သက်လာရင်စဉ်းစားပြွေးခွာမှုကအလွန်အားနည်းတယ်။အားနည်းတော့ဟိုမြတ်စွာဘုရားတဲ့ကလည်းပြောတယ်မလားတင်းစီစီအားပြောတယ်လေ။ဟောဉာဏ်ရှိတဲ့သူတွေကောဓမ္မဘုရားစီသွားဉာဏ်မရှိတဲ့သူငါစီလာလိမ့်မယ်ဆိုတာပြောတာပဲလေ။အဲလောကမှာကစဉ်းစားမှုကအလွန်အားနည်းကြတယ်။ပြင်းအလွယ်လိုက်ကြတာကိုနော်ဘုရားဘာသာကခတ်တယ်လေ။ငါဘာစီလာတွေထိန်းရတယ်ဆောင်းသိမှုတွေများတယ်။ပြင်းဘုရားကလည်းမကယ်တင်ဘူးလေ။ကယ်လို့ကယ်ချင်လို့မရလို့မကယ်တာလေနော်။အဲ့ဒါစဉ်းစားကြည့်ရင်ပေါ်ပါတယ်။ကယ်လို့မရဘူးဆိုတာပေါ်ပေါ်လင်းပါတယ်။ လောကမှာတော့မှနော်အလွန်ကြီးလေးတဲ့ပြစ်ဒဏ်တွေလွတ်ထားပြီဆိုဘယ်သူမှကယ်လို့မရအောင်အဲ့လိုမှသာဥပဒေကမင်းဆက်လိုက်ပြီဆိုရင်သွားတာပဲလေနော်ဒါချင်းချင်းချားတယ်လေဒါလောကဥပဒေတစ်ခုတောင်မှကယ်လို့မရတဲ့ဥစ္စာကိုဘာဝပြစ်ဒဏ်တစ်ခုဘယ်လိုလုပ်ကယ်လို့ရမှာလဲနော်အခုအခုသူတွေကအကျိုးပေးတယ်ဆိုတာကဘုရားသခင်ကတန်ခတ်တာမဟုတ်ဘူးနော်သူတို့စီမှာကတော့ဒါဘုရားသခင်ကတန်ခတ်တာလို့ပြောတာကိုဘုရားမှန်တာမှာကဘုရားကတန်ခတ်တာမဟုတ်ဓမ္မဝါတရားတန်ခတ်တာဟုတ်လားသူတို့ထားတဲ့အကုသိုလ်တဘာဝတရားကသူ့ကိုထပ်ပြခတ်တာပဲ အဲ့တော့အကုသိုလ်ကြောင့်ဖြစ်တဲ့တဘာဝတန်ကိုတော့ဘလို့မှအာဝယ်လို့မရဘူးနော်တဘာဝဘေးရန်တွေကိုကာဝယ်လို့မရဘူးဒီနေ့ခုမှမပဲကြည့်လေဟောင်းတိုင်းဘေးဒဏ်နေအားရမလားနော်တဘာဝဘေးရန်တွေကိုကာဝယ်လို့မရပဲလေနော်ခံရကြခံရတာပဲလေနော်အဲ့လိုဒါဘာမှမဟုတ်တဲ့တဘာဝရေဘေးအန္တရာယ်တွေမီးအန္တရာယ်တွေလေးအန္တရာယ်တော့မှခံရသေးတယ်ဆိုရင်အကုသိုလ်ရဲ့တဘာဝခံရရတယ်လို့ခံရမှာပဲနော်အဲကြောင့်မို့လို့ဘုရားသခင်ကတာဝန်ယူပြီးလို့မရဘူး မယူခြင်းလို့မဟုတ်ဘူးမယူပေးလို့မရလို့ကိုမရမယူတာနော်ဒါကိုသဘောပေါက်လို့ပါတယ်နော်တချို့ကဗုဒ္ဓဘာသာဘာမှတောင်းမယူဘဲကောင်းမလဲဟိုမှာတောင်းရတာကောင်းတာပေါ့ဆိုတော့အဲလူကြီးကြိုက်သွားတာနော်တကယ်အဲဆိုရင်ဒီမှာပဲရကြအောင်ဆိုနော်ရှိဦးထင်းနေတာဟိုခရိယန်ကပဲတချို့ကကောင်းလို့ထင်တာတချို့ဆိုရင်ဟာဘုဒ္ဓဘာသာကဘာမှတာဝန်မယူဘူးခရိယန်ဆိုလို့ရှိရင်သူဘုရားသခင်ကအကုန်တာဝန်ယူပေးတယ်ခရိယန်ကဘုကောင်းနေလို့တချို့ကထင်တာလေမဟုတ်ဘူးဘုဒ္ဓကလေးလိုက်ပေးထားပြီးသားဖြစ်ပါလေဘုဒ္ဓကဒီလို ဘိုင်နေနဲ့ငါတာဝန်ယူပါတယ်လို့မပြောတာပဲရှိတာနီးလန်းပေးထားတယ်အကုသိုလ်တွေကိုဘယ်လိုလုပ်မလဲဆိုရင်ကုသိုလ်တရားနဲ့ပြန်ဖြေဖြောင်းမယ်ပေါ့နော်အဲ့တော့သီလတွေထိမ့်မယ်ကုသိုလ်တွေများများလုပ်မယ်တရားတွေအထုတ်မယ်ဆိုရင်ကိုမတိလို့ဖြစ်စေတိလို့ဖြစ်စေလုပ်ခဲ့တဲ့အကုသိုလ်တွေကိုအလက်အကျိုးပေးခွင့်မရတော့ဘူးပေါ့နော်ဟုတ်အဲ့ဒါသူပြောတယ်လေသူတို့ကသူတို့ဘာသာကိုကိုယ်ွယ်တဲ့ပုံကမှာကက်တင်မှာဟိုကိုယ်ွယ်ရင်မကက်တင်ဘူးလို့ပြောတယ်လေအဲ့လိုပြောတယ်အဲ့ဒါသူကရုဏာတရားမေတ္တာတရားကဘယ်လိုကြီးတော့ဘူးပေါ့သူတို့ပြဿနာဘုရားဆိုလို့ရှိရင်သူ့ကိုလှုပ်ကြံတဲ့ဒေဝတက်ကိုတော့မှမေတ္တာထားနိုင်တယ်လေ ဆိုတော့ဘုရားမှန်ရင်မေတ္တာတရားဟာတတ်တာမပြောချင်တာနော်ဆိုတော့ဘုရားစင်တာမေတ္တာမြတ်တာတယ်လေတားတော်ရာဟုလာပေါ်မှာထားတဲ့မေတ္တာနဲ့ဇေယဇမာနတို့ဒေဝတက်တို့ပေါ်ထားတဲ့မေတ္တာအတူတူပဲပြောတာဟုတ်အာဒီကောင်ကလှုပ်ချင်တဲ့ဒေဝတက်ဟာမထားနိုင်ဘူးဘုရားမရှိပါဘူးအာတားတော်မို့လို့ပို့ထားမယ်မရှိပါဘူးသူတန်းသူပဲအဲ့တော့အခုသူတို့ပြောတဲ့ဘုရားသခင်ကြတော့သူတို့ကိုကိုယ်ကလေးသူကိုမကက်တင်ပါကိုကိုယ်ကတော့ကက်တင်ကိုပြစ်ထားမှာသူကငါ့မကိုယ်ကလေးကောင်သွားစီထားလိုက်တာဆိုတော့ဘလို့မေတ္တာတရားကြီးလဲပေါ့နော် အဲ့တော့ဘုရားသခင်ငယ်မေတ္တာတရားဟာအများတောက်ဘောနော်ဟုတ်အဲ့ဒါဆရာကြီးကပြောနေလားအာလူတွေစဉ်းစားမပြတာနော်အဲ့မဲ့လောကကြီးကဘာတိုင်းနဲ့ပတ်သက်လာရင်သိမစဉ်းစားတတ်ဘူးနော်စဉ်းစားသူတွေတော်တော်အားနည်းတယ်အခြားတဲ့ကိစ္စတွေမှာလာတော်ရင်တော်ကြမယ်ထမြင်ထမြင်ကြမယ်ဘာတိုင်းနဲ့ပတ်သက်လာရင်သိမစဉ်းစားကြဘူးဟိုသူဆိုတာကရိုးရကိုမကြုံနိုင်တာပြောတာ tradition နဲ့ဘောနော်ချစ်ဘိုးဘွားအဆက်ဆက်ကယုံကြည်မှုတစ်ခုကိုမကြုံလုံးနိုင်ဘူး အဲ့ဒီကိုဘောင်ကြောင်ကြီးမတွေးနိုင်ဘူးဟဲ့လားအဲ့လိုတွေးလိုက်ရင်ဝေရဲကြီးတို့လိုဘာလို့ပေါ့နော်အဲ့လိုမျိုးအတွေးတွေဖြစ်နေတာလေဘောင်ကြောင်ပြီးမတွေးတတ်ဘူးပေါ့နော်အဲ့ဆန်းနေရာတွေမှာသာစံတမ်းမှုတွေသူ့ရတနာတွေရှားပွေမှုတွေလုပ်ကြတယ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့လုံးကြအောင်မတွေးကြအောင်နော်အဲ့လိုမျိုးဖြစ်နေတာပေါ့ဒါကြောင့်လေလောကကြီးမှာဗုဒ္ဓဘာသာအင်အားနည်းတယ်လေနော် အဲဒီချိုးအဲဒီဟိုတခါတော့ကအိန္ဒိယသူ့ပြည်ကချင်းတယောက်အဲ့ဒါပြောတာပေါ့ချင်းမရဗုဒ္ဓဘာသာကတကယ်မှန်တယ်ဆိုရင်တကယ်ဘာလုံးကကိုယ်ကွယ်ရမှာပေါ့သူကလည်းတရားလို့ပြောတာတရားလားဘာလို့ဗုဒ္ဓဘာသာမကိုယ်ကွယ်တယ်လဲအဲဒါမမှန်လို့ပေါ့သူကသူကသိလားသူကဟိုမှာသာဝရဘုရားသခင်ကမှန်လို့ပေါ့တယ်ကိုယ်ကလည်းများတယ်လေသူကအဲများတာကိုမှန်တယ်လို့လားသိလားသူကမဟုတ်ဘူးလို့အဲကဲနေကြတာလို့ခေါ်ညံမျက်စိကဲနေတာလို့ပြောရတာအမှန်တရားကိုမမြင်နိုင်တဲ့ခါကျတော့ ကိုကိုကဲသူကများသွားတာသဘောပေါ့နော်အဲကြောင့်ဆိုတာကများတိုင်းမှန်တာမဟုတ်ဘူးနော်လို့သူပြောပြတာသူဘာလို့လဲကောက်ချက်ချတာပဲသူကဟိုနောက်မှသာတကယ်မှန်တယ်တကယ်လို့ကိုကဲရမှာပေါ့တဲ့အဲတော့ဥပကထာဝရဘုရားသခင်ကမှန်လို့ထာဝရဘုရားသခင်ကိုကဲတဲ့ဘုကများနေတာပေါ့တဲ့သူအဲ့လိုဆိုပြောတာပေါ့အဲ့လိုမျိုးပြောလို့မရမလဲလို့ပြောတာသူနော်ဒါသိပ္ပံပညာရှင်ရုံနော်ဒါသိပ္ပံပညာရှင်တော်မှအဲ့လိုမျိုးတွေးတာသူကဟုတ်လားရှားနေရမှာသူတော်ပြီမဲ့ဘာတိုင်းနဲ့ပတ်သက်လာရင်သူကမတွေးနိုင်တော့ဘူးအဲ့လိုမျိုးဖြစ်တာပေါ့နော် ုနကလူတွေကဘာသာရေးနဲ့ပတ်သက်လာရင်စဉ်းစားပြွေးခွာမှုကအလွန်အားနည်းတယ်အားနည်းတော့ဟိုမစ္စာဖျားတဲ့ထက်ကလည်းပြောတယ်မလားအသိစိတ်စရာကြီးပြောတယ်လေနော်ဉာဏ်ရှိတဲ့သူတွေခေါင်းမပေါ်ရစီသွားဉာဏ်မရှိတဲ့သူငါစီလာလိမ့်မယ်ဆိုတာပြောတာပဲလေအဲလောကမှာကစဉ်းစားမှုကအလွန်အားနည်းကြတယ်ပြီးရင်အလွယ်လိုက်ကြတာကိုနော်ဘောဓဘာသာကခတ်တယ်လေငါပါစီလာတွေထိန်းရတယ်ဆောင်းသိမှုတွေများတယ်ပြီးရင်ဘုရားကလည်းမကယ်တင်ဘူးလေကယ်လို့ကယ်လို့မရလို့မကယ်တာလေနော်အဲ့နဲ့စဉ်းစားကြည့်ရင်ပေါ်ပါတယ်ကယ်လို့မရဘူးဆိုတာပေါ်ပေါ်လိမ့်ပါတယ် လောကမှာတော့မှနော်အလွန်ကြီးလေးတဲ့ပြစ်ဒဏ်တွေလွတ်ထားပြီဆိုဘယ်သူမှကယ်လို့မရအောင်အားလုံးမှသာဥပဒေကမိတ်ဆက်လိုက်ပြီဆိုရင်သွားတာပဲလေနော်ဒါချင်းချင်းချားတယ်လေဒါလောကဥပဒေတစ်ခုတောင်မှကယ်လို့မရတဲ့ဥစ္စာကိုဘာဝပြစ်ဒဏ်တစ်ခုဘယ်လိုလုပ်ကယ်လို့ရမှာလဲနော်အခုအခုသူတွေကအကျိုးပေးတယ်ဆိုတာကဘုရားသခင်ကဒဏ်ခတ်တာမဟုတ်ဘူးနော်သူတို့စီမှာတော့ဒါဘုရားသခင်ကဒဏ်ခတ်တာလို့ပြောတာဘူးဘုရားမှန်တာမှာကဘုရားကတန်ခတ်တာမို့တဘာဝတရားတန်ခတ်တာဟုတ်လားသူလုထားတဲ့အကုသို့တဘာဝတရားကသူ့ကိုထပ်ပြန်ခတ်တာပဲ အဲ့တော့အကုသိုလ်ကြောင့်ဖြစ်တဲ့သဘာဝထံကိုတော့ဘလို့မှအဝေလို့မရအောင်နော်သဘာဝဘေးရန်တွေကိုကဝေလို့မရအောင်ဒီနေ့ခုမှမှာပဲကြည့်လေဘုံတိုင်းဘေးရန်နေအားရမလားနော်သဘာဝဘေးရန်တွေတွေကိုကဝေလို့မမရပဲလေနော်ခံရကြခံရတာပဲလေနော်အဲ့လိုဒါဘာမှမဟုတ်တဲ့သဘာဝရေဘေးအန္တရာယ်တွေမီးအန္တရာယ်တွေလေးအန္တရာယ်တော့မှခံနေရသေးတယ်ဆိုရင်အကုသိုလ်ရဲ့သဘာဝခံနေရတယ်ကိုခံရမှာပဲနော်အဲ့ကြောင့်ဦးဇင်းတို့တရားသခင်ကတာဝန်ယူပြီးလို့မရဘူး မယူခြင်းလို့မဟုတ်ဘူးမယူပေးလို့မရလို့ကိုမရမယူတာနော်ဒါကိုသဘောပေါက်ဖို့လိုပါတယ်နော်ဒါဆိုရင်ဗုဒ္ဓဘာသာဘာမှတောင်းအောင်မယူဘဲကောင်းမလဲဟိုမှာတောင်းရင်ကကောင်းတာပေါ့ဆိုတော့အဲလူကြီးအကြိုက်သွားတာနော်တကယ်အဲဆိုရင်ဒီမှာပဲရကြအောင်ဆိုနော်ရှိူထင်းနေတာဟိုခရိယံကပဲတချို့ကကောင်းလို့ထင်းတာတချို့ဆိုရင်ဟာဗုဒ္ဓဘာသာကဘာမှတောင်းအောင်မယူဘူးခရိယံဆိုလို့ရှိရင်သူဘုရားသခင်ကအကုန်တောင်းဝင်ယူပေးတယ်ခရိယံကဘုကောင်းနေလို့တချို့ကထင်တာလေမဟုတ်ဘူးဗုဒ္ဓကလေးလိုက်ပေးထားပြီးသားဖြစ်ပါတယ်ဗုဒ္ဓကဒီလို ဘိုင်နေနဲ့ငါတာဝန်ယူပါတယ်လို့မပြောတာပဲရှိတာနီးလန်းပေးထားတယ်အကုသိုလ်တွေကိုဘယ်လိုလုပ်မလဲဆိုရင်ကုသိုလ်တရားနဲ့ပြန်ဖြေဖြောင်းမယ်ပေါ့နော်အဲ့တော့သီလတွေထိမ့်မယ်ကုသိုလ်တွေကများလုပ်မယ်တရားတွေအားထုတ်မယ်ဆိုရင်ကိုမတိလို့ဖြစ်စေတိလို့ဖြစ်စေလုပ်ခဲ့တဲ့အကုသိုလ်တွေကိုလက်အကျိုးပေးခွင့်မရတော့ဘူးပေါ့နော်ဟုတ်ဟဲ့လားသူရတယ်လေသူတို့ကသူတို့ဘာသာကိုကိုယ်ခွေတဲ့ပုံကမာကတ်တင်မှာဟိုကိုယ်ခွေရင်မကတ်တင်ဘူးပြောတယ်လေအဲ့လိုပြောတယ်အဲ့ဒါသူကရုဏာတရားမေတ္တာတရားကဘယ်လိုကြီးတော့ဘူးပေါ့သူတို့ပြဿနာဘုရားဆိုလို့ရှိရင်သူ့ကိုလှုပ်ကြံတဲ့ဒေဝတက်ကိုတော့မှမေတ္တာထားနိုင်တယ်လေ ဆိုတော့ကဘုရားမင်းရဲ့မေတ္တာတရားဟာတတ္တာမပြောချင်တာနော်ဆိုတော့ဘုရားစင်တာမေတ္တာမြတ်တာလေပါတော်ရာဟုလာပေါ်မှာထားတဲ့မေတ္တာနဲ့ဇေယဇမာနတို့ဒေဝတတ်တို့ပေါ်ထားတဲ့မေတ္တာအတူတူပဲပြောတာဟုတ်အာဒီကငါအလုပ်ကျန်တဲ့ဒေဝတတ်မထားနိုင်ဘူးဘုရားမရှိပါဘူးအာတားတော်မို့လို့ပို့ထားမယ်မရှိပါဘူးတန်းသူပဲအဲ့တော့အခုသူတို့ပြောတဲ့ဘုရားသခင်ကြတော့သူတို့ကိုကိုယ်ကတဲ့သူကိုမှကက်တင်မှာကိုကိုယ်ကတော့ကက်မတင်ဘူးပြစ်ထားမှာသူကငါမကိုယ်ကတဲ့ကောင်သွားစီထားလိုက်တာဆိုတော့ဘလို့မေတ္တာတရားကြီးလဲပေါ့နော် အဲ့တော့ဘုရားသခင်ငဲ့မေတ္တာတရားဟာတော်များတာဘူးပေါ့နော်ဟုတ်အဲ့ဒါဆရာတို့ကြီးကပြောနေတာအာလူတွေစဉ်းစားမပြတာနော်အဲ့မဲ့လောကကြီးကမာတရင်းနဲ့ပတ်သက်လာရင်သိမစဉ်းစားတတ်ဘူးနော်စဉ်းစားသူတွေတော်တော်အားနည်းတယ်အခြားတဲ့ကိစ္စတွေမှာလာတော်ရင်တော်ရမယ်ထမြင်ထမြင်ကြမယ်မာတရင်းနဲ့ပတ်သက်လာရင်သိမစဉ်းစားကြဘူးဟိုသူဆိုတာကရိုးရကိုမကြုံနိုင်တာပြောတာ tradition နဲ့ပေါ့နော်ချစ်ဘဝအစစ်စက်ကယုံကြည်မှုတစ်ခုကိုမကြုံလုံးနိုင်ဘူး အဲ့ဒီကိုဘောင်ကြောင်ကြီးမတွေးနိုင်ဘူးဟဲ့လားအဲ့လိုတွေးလိုက်ရင်ငရဲကြီးတို့လိုဘာလို့ပေါ့နော်အဲ့လိုမျိုးအတွေးတွေဖြစ်နေတာလေဘောင်ကြောပြီးမတွေးတက်ဘူးပေါ့နော်အဲ့တော့ရှမ်းနေရာတွေမှာသာစံတမ်းမှုတွေသူ့ရဲ့သနာတွေရှာဖွေမှုတွေလုပ်ကြတယ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့လုပ်ကြအောင်မတွေးကြအောင်နော်အဲ့လိုမျိုးဖြစ်နေတာပေါ့ဒါကြောင့်လေလောကကြီးမှာဗုဒ္ဓဘာသာအင်အားနည်းတယ်လေနော် အဲ့ချိုးအဲ့ဟိုတခါတော့ကအိန္ဒိယသူ့ပြည်ညာချင်းတယောက်အဲ့ဒါပြောတာပေါ့ချင်းမရဗုဒ္ဓဘာသာကတကယ်မှန်တယ်ဆိုရင်တကယ်ကဘာလုံးကကိုယ်ကရမှာပေါ့ तू ကလည်းတရားလို့ပြောတာတရားလားဘာလို့ဗုဒ္ဓဘာသာမကိုယ်ကတည်းလဲအဲ့မမှန်လို့ပေါ့ तू က तू တက်လာ तू ကဟိုမှာသာဝရဘုရားသခင်ကမှန်လို့ပေါ့ရယ်ကိုယ်ကလည်းများတယ်လေ तू ကအဲ့များတာကိုမှန်တယ်လို့တာတရား तू ကမဟုတ်ဘူးလို့အဲ့ဒါကဲနေကြတာလို့မြန်မျက်စိကဲနေတာလို့ပြောရတာအမှန်တရားကိုမမြင်နိုင်တဲ့ခါကျတော့ ဟိုကိုယ်ကသူကများသွားတာသဘောပေါ့ကော။အဲကြောင့်ဆိုရာကများတိုင်းမှန်တာမဟုတ်ဘူးနော်လို့သူပြောပြတာသူ။သူကလည်းမျိုးကောက်ချက်ချတာပဲသူက။ဘုရားဘာသာတကယ်မှန်တယ်ကဘာလို့ကိုယ်ကရမှာပေါ့တဲ့။အဲတော့ဥပကထာဝရဘုရားသခင်ကမှန်လို့ထာဝရဘုရားသခင်ကိုယ်ကရတဲ့ဘုကများနေတာပေါ့တဲ့သူအဲ့လိုပြောတာပေါ့။အဲ့လိုမျိုးပြောလို့မရမလဲလို့ပြောတာသူနော်။ဒါသိပ္ပံပညာရှင်တွေယုံနေတာ။သိပ္ပံပညာရှင်တောင်မှအဲ့လိုမျိုးတွေးတာသူကလား။ရှားနေရမှာသူတော်ပြီမဲ့ဘာသာရေးနဲ့ပတ်သက်လာရင်သူကမတွေးနိုင်တော့ဘူး။အဲ့လိုမျိုးဖြစ်တာပေါ့နော်။ ခုနကလူတွေကဘာသာရေးနဲ့ပတ်သက်လာရင်စဉ်းစားပြွေးခွာမှုကအလွန်အားနည်းတယ်။အားနည်းတော့ဟိုမြတ်စွာဘုရားတဲ့ကလည်းပြောတယ်မလားတင်းစီစီအားကြီးပြောတယ်လေ။ဟောညံရှိတဲ့သူတွေကိုတမဘုရားစီသွားညံမရှိတဲ့သူငါစီလာလိုက်မယ်ဆိုတာပြောတာပဲလေ။အဲလောကမှာကစဉ်းစားမှုကအတော့အားနည်းကြတယ်။ပြင်အလွယ်လိုက်ကြတာကိုနော်ဘုရားဘာသာကခတ်တယ်လေ။ငါဘာစီလာတွေထိန်းရတယ်ဆောင်းသိမှုတွေများတယ်။ပြင်ဘုရားကလည်းမကယ်တင်ဘူးလေ။ကယ်လို့ကယ်လို့မရလို့မကယ်တာလေနော်။အဲ့ဒါစဉ်းစားကြည့်ရင်ပေါ်ပါတယ်။ကယ်လို့မရဘူးဆိုတာပေါ်ပေါ်လင်းပါတယ်။ လောကမှာတော့မှနော်အလွန်ကြီးလေးတဲ့ပြစ်ဒဏ်တွေလွတ်ထားပြီဆိုဘယ်သူမှကယ်လို့မရအောင်အဲ့လိုမှသာဥပဒေကအမိတ်ချလိုက်ပြီဆိုပြီးသွားတာပဲလေနော်ဒါချင်းချင်းချားတယ်လေဒါလောကဥပဒေတခုတောင်မှကယ်လို့မရတဲ့ဥစ္စာကိုဘာမှပြစ်ဒဏ်တခုဘယ်လိုလုပ်ကယ်လို့ရမှာလဲနော်အခုအခုသူတွေကအကျိုးပေးတယ်ဆိုတာကဘုရားရဲ့တခင်ကတန်ခတ်တာမဟုတ်ဘူးနော်သူတို့စီမှာတော့ဒါဘုရားတခင်ကတန်ခတ်တာလို့ပြောတာကိုဘုရားမှန်တာမှာကဘုရားကတန်ခတ်တာမဟုတ်ဓမ္မဝတရားတန်ခတ်တာဟုတ်လားသူတို့ထားတဲ့အခုသူတဘာဝတရားကသူ့ကိုထံပြန်ခတ်တာပဲ အဲ့တော့အကုသိုလ်ကြောင့်ဖြစ်တဲ့တဘာဝထံကိုတော့ဘလို့မှအာဝယ်လို့မရဘူးနော်တဘာဝဘေးရန်တွေကိုကာဝယ်လို့မရဘူးဒီနေ့ခုမှမှပဲကြည့်လေဟောင်းတိုင်းဘေးဒဏ်နေအားရမလားနော်တဘာဝဘေးရန်တွေကိုကာဝယ်လို့မှမရပဲလေနော်ခံရကြခံရတာပဲလေနော်အဲ့လိုဒါဘာမှမဟုတ်တဲ့တဘာဝရေဘေးအန္တရာယ်တွေမီးအန္တရာယ်တွေလေအန္တရာယ်တော့မှခံရသေးတယ်ဆိုရင်အကုသိုလ်ရဲ့တဘာဝခံရရတော့ခံရမှာပဲနော်အဲ့ကြောင့်မို့လို့ဘုရားသခင်ကတာဝန်ယူပြီးလို့မရဘူး မယူခြင်းလို့မဟုတ်ဘူးမယူပေးလို့မရလို့ကိုမရမယူတာနော်ဒါကိုသဘောပေါက်လို့ပါတယ်နော်တချို့ကဗုဒ္ဓဘာသာဘာမှတောင်းမယူဘဲကောင်းမလဲဟိုမှာတောင်းရတာကောင်းတာပေါ့ဆိုတော့အဲလူရင်းကြိုက်သွားတာနော်တကယ်အဲဆိုရင်ဒီမှာပဲရကြအောင်ဆိုနော်ရှိူထင်းနေတာဟိုခရိယံကပဲတချို့ကကောင်းလို့ထင်းတာတချို့ဆိုရင်ဟာဘုဒ္ဓဘာသာကဘာမှတာဝန်မယူဘူးခရိယံဆိုလို့ရှိရင်သူဘုရားသခင်ကအကုန်တာဝန်ယူပေးတယ်ခရိယံကဘုကောင်းနေလို့တချို့ကထင်တာလေမဟုတ်ဘူးဘုဒ္ဓကလေးလိုက်ပေးထားပြီးသားဖြစ်ပါလေဘုဒ္ဓကဒီလို ဘိုင်နေနဲ့ငါတာဝန်ယူပါတယ်လို့မပြောတာပဲရှိတာနီးလန်းပေးထားတယ်အကုသိုလ်တွေကိုဘယ်လိုလုပ်မလဲဆိုရင်ကုသိုလ်တရားနဲ့ပြန်ဖြေဖြောင်းမယ်ပေါ့နော်